လေဘေးမှာတောက်ကြီးဆွဲထားပြီးတော့မြဲမြံခိုင်ခန့်တဲ့ငုတ်တခုတော့မဟုတ်တိုင်းတိုင်းမှာခိုင်ခန့်တဲ့ကြိုးတချောင်းဖြင့်မြဲမြဲမြန်မြန်ညုံးလို့မရအောင်ထပ်ပြီးတော့ခြိထားပြန်ခြိထားလိုက်တဲ့အဲ့အတွက်ဤခွေးဒီပါဖြစ်လေသွားမယ်ဆိုလို့ရှိရင်လည်းကြိုးကခြိထားခံရတဲ့အဲ့အတွက်ခြိတဲ့ကြိုးကလည်းတိတ်ခိုင်ခန့်နေတဲ့အဲ့အတွက်ကြောင့်ဤခွေးဒီသွားရင်ဒီတိုင်းနှံကပ်ပြီးတော့ပဲသွားရရမယ်ဆိုလည်းဒီတိုင်းနှံကသူခွာလို့ရမလားမရဘူး ဒီငုံနှမ်းကခွာလို့မရဘူးဒီငုံနှမ်းမှာဒီတိုင်နှမ်းမှာပဲကပ်ပြီးတော့ညက်နေရတယ်ခိုင်မယ်ဆိုလို့ရှိရင်လည်းဒီငုံနှမ်းသို့မဟုတ်ဒီတိုင်နှမ်းမှာပဲကပ်ပြီးတော့ခိုင်ရတယ်အိမ်မယ်ဆိုလည်းဘယ်နှမ်းကပ်အိမ်လဲဒီတိုင်နှမ်းသို့မဟုတ်ဒီငုံနှမ်းပဲကပ်ပြီးတော့ခိုင်ရတယ်ဒါကဥပမာစကားပဲ အဲ့ဒီဥပမာလေးနဲ့တိုင်းတာပြီးတော့ဒကာကြီးတွေဒကာမကြီးတွေဘက်ကိုမြတ်စွာဘုရားကလက်ပြီးတော့ခေါ်ပြန်တယ်တို့ကဘုရားကခွေးနဲ့နှိုင်းပြီးဟောတယ်လို့ဒီလိုတော့မယူဆနဲ့နော်ပုံစံကတူနေလို့မြတ်စွာဘုရားကဟောတယ်ဘယ်လိုဟောလဲယောက်ျားမိန်းမသားသမီးတတ်တည်ဖြင့်ခေါ်သုံးလုံးထပ်အပ်တဲ့ယုတ်တရားအစုအပုံရှိတယ်ဆိုကြတော့အဲ့ဒီယုတ်တရားအနက်ကတ်လိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်လဲဒါကငါသားဒါကငါသမီးဒါကငါဇနီးဒါကငါမီး ဒါကငါယောက်ျားသတ်လို့ဖြင့်အနန်းကိုသွားကတ်ဟုတ်တယ်မဟုတ်ဘူးလားသိမဖြေကြဘူးကြည့်ကြည့်လားဟုတ်တယ်မဟုတ်ဘူးလားတကယ်ဒီအကြီးလေးဒီမကြီးလေးရှင်းလားငါဟာငါဟာဆိုပြီးတော့အနန်းကတ်နောက်တစ်ခုအင်းတော်ဟာမတ္တမိငါပဲဆိုပြီးတော့လေအနန်းကတ်အင်းတော်မိအတ္တငါရဲ့အတ္တပဲဆိုပြီးတော့ဒီလိုအနန်းကတ်တချို့အဖို့အဖွားတွေပြောတယ် မလေးဖျားဒီမီးလေးကတပည့်တော်ရဲ့အသက်ပဲတဲ့ဒီမီးလိုပဲသူ့ရဲ့အသက်လို့မပြောဘူးလားပြောနေအဲ့ဒါပါလေဧသောမိအတ္တဒါသူ့ရဲ့အသက်ကောင်လက်ကြောကောင်ဝိညာဉ်ကောင်အတ္တကောင်လို့စွမ်းနှင်းချင်းချင်းပြီးတော့ယူဆပြီးပြောနေတဲ့အပြောပဲဒီတော့ယုံတရားနဲ့ကတ်ရင်လည်းငါဟာဆိုကတ်တယ်ငါလို့ကတ်ငါရဲ့အတ္တလို့ပြေးပြီးတော့ကတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခေါ်တဲ့နံတရားတွေကြပြန်တော့လဲ ငါပဲငါဟာပဲငါပဲငါရဲ့အတ္တပဲလို့ပြည်ပြီးတော့ကတ်တယ်ငါသိကသူများသိတဲ့တူတာမဟုတ်ဘူးငါလောဘကသူများလောဘနဲ့တူတာမဟုတ်ဘူးငါဒေါသကသူများဒေါသနဲ့တူတာမဟုတ်ဘူးငါမာနကသူများမာနနဲ့တူတာမဟုတ်ဘူးငါသရတရားကသူများသရတရားနဲ့တူတာမဟုတ်ဘူးငါစေရနာကသူများစေရနာနဲ့တူတာမဟုတ်ဘူးစသည်ဖြင့်ဒီဝိညာဉ်သင်္ခါရဝิญဉ်ခေါ်တဲ့နန္တရားတွေကိုလည်းငါဟာငါဟာဆိုပြီးတော့ပြည့်မကပ်ဘူးလားကတ်တယ် ငါလိုလည်းကတ်တယ်ငါရဲ့အတ္တလိုပဲကတ်တယ်အဲဒီလိုစွန့်လန်းထင်မြင်ရှုသိနေတဲ့ပုဂ္ဂိုလ်ပါဖြစ်လေဘာရင်လဲဒီဥပါဒဏ်နဲ့ခန္ဓာ၅ပါးအနတ်မှကတ်ပြီးတော့သွားတယ်ကြွရဲကြွရဲနဲ့မသွားဘူးလားဟာရက်တော့လည်းဒီဥပါဒဏ်နဲ့ခန္ဓာ၅ပါးအနတ်မှပဲကတ်ပြီးတော့ရက်ထိုင်တော့လည်းဒီဥပါဒဏ်နဲ့ခန္ဓာ၅ပါးအနတ်မှကတ်ပြီးတော့ပဲထိုင်သူများလာထိုင်ရင်တော့ကြိုက်ကြလားအဲ့တော့လည်းဒီဥပါဒဏ်နဲ့ခန္ဓာ၅ပါးအနတ်မှပဲကတ်ပြီးတော့မေ့ဘူးလား ိတ်နေတယ်။အဲဒီလိုအိတ်နေတဲ့ပုံကိုယ်တွေကဘယ်လိုဥတည်ခြင်းနဲ့အိတ်တယ်။ငါဟာဆိုတဲ့ရွေးခြင်းနဲ့အိတ်တယ်။ငါဆိုတဲ့ရွေးခြင်းနဲ့အိတ်တယ်။ငါရဲ့အတ္တပဲဆိုတဲ့ဒီအစွဲအလန့်နဲ့မေးဘူးလား။အိတ်။ငါဟာလို့ဆွဲနေတဲ့အစွဲကတဏှာစွဲ။ငါငါလို့ဆွဲနေတဲ့အစွဲကမာနစွဲ။ငါရဲ့အတ္တပဲလို့ဆွဲနေတဲ့အစွဲကဒိဋ္ဌိစွဲ။ ဒီအစွမ်းသုံးခုဒီဘာကြောင့်ဖြစ်ပေါ်လာရတယ်လဲလို့အခြေကအကြောင်းရင်းစမ်းစစ်ကြည့်လိုက်တော့ဘာဖြစ်လဲအဝိဇ္ဇာအဝိဇ္ဇာညိုရဏတရားကပိန်ဖုံးကာစီထားတယ်ဒါကယုတ်တရားအစုဘုံပဲနန္တရားအစုဘုံပဲလို့လည်းမသိဘူးအကြောင်းတရားအစုဘုံအကျိုးတရားအစုဘုံပဲလို့လည်းမသိဘူးအနိစ္စတရားအစုဘုံတွေပဲဒုက္ခတရားအစုဘုံတွေပဲအနတ္တတရားအစုဘုံတွေပဲလို့လည်းမသိဘူးမသိတဲ့အဲ့အတွက်ဘယ်လိုသိလဲ ယောက်ျားလို့သိတယ်မိန်းမလို့သိတယ်လူလို့သိတယ်နှစ်လို့သိတယ်သားလို့သိတယ်သမီးလို့သိတယ်ညီလို့သိတယ်အဲ့ဒီလိုအတိမှားနေတဲ့အဝိဇ္ဇာကပိတ်ဖုံးထားတဲ့အတွေ့အကြုံဘဝတွေဒီဒီယောက်ျားမိန်းမပုဂ္ဂိုလ်တ attva အချင်းချင်းလူနာမြမအချင်းချင်းတို့နဲ့တို့တွေတတ်တတ်တဲ့တတ်တွေကိုဝပြီးမလားဘူးလားလားမိမိရဲ့ယုံနာတဏ္ဍအစဉ်လေးအပေါ်မှာလည်းကိုဝတွေတတ်တတ်မဲ့မှုတတ်တွေကိုဝလာတယ် တို့ဘာရဲ့ယုံနာအစင်မှာပါလှမ်းပြီးတွေ့တာတတ်မဲ့မှုမရှိဘူးလားရှိတယ်တွေ့တာတတ်မဲ့မှုဓာတ်ကတိတ်ပြီးပြင်းထန်လာပြီဆိုရင်တော့ဘာဖြစ်တတ်တယ်ကြောက်ဖို့သိကောင်းတယ်နည်းနည်းလေးဒီထဲမှာသားသမီးတွေရှိတယ်ဒီကကြီးတွေလူမကြီးတွေရှိပါလိမ့်မယ်ဒီမှာလေဘုန်းကြီးမိကုံးလေးတခုတော့မေးကြည့်တယ်သူများသားသမီးရဲ့ကိုသားသမီးဘလို့ပို့ချစ်ကြကိုသားသမီးကိုချစ်ဘုန်းကြီးကတော့တိတ်မယုံမယုံတာဘုန်းကြီးအကြောင်းလေးတခုပြောလိုက်အောင်မယ် ဘုန်းကြီးအစဉ်နေစဉ်ခါတော့ကပေါ့ဒကာကြီးတယောက်နဲ့ဒကမကြီးတယောက်ရှိပါတယ်ဘုန်းကြီးတို့နေတဲ့ခြံရှင်ကျောင်းဒရဂါကြီးရဲ့ရောက်ခမဆိုကြပါစို့အဘိုးကြီးကအသက်90ကျော်တော့ပြီအဘွားကြီးကအသက်80ကျော်နေပြီအသက်90ကျော်တဲ့အချိန်ခါကျတော့အဘိုးကြီးကဒီနေ့ကျောင်းကျောင်းမှာလာပြီးဥပုသ်ဆောင်မယ်ကျောင်းမှာပဲအိတ်တော်မယ်ဆိုပြီးတော့အထုပ်ပိုးတွေနဲ့ရောက်လာတယ် ကိုယ်နိုင်လောက်ကြတော့ဒီလယူပြီးတဲ့အချိန်လောက်ရောက်တော့မိတွေကလိုက်လာတယ်အဖိုးအိမ်မှာအဖွားကအဖိုးကိုမမြင်လို့ငိုနေပြီတဲ့လာပြောတယ်အဲ့ဒါသူမြတ်သားသမီးနဲ့ကိုသားသမီးဘလူဘုန်းကြီးစဉ်းစားကြည့်တာစဉ်းစားကြည့်ကိုသားသမီးနဲ့ကအနမ်းမှာရှိနေတာပဲသူ့မှာပြည့်စုံနေတဲ့သမီးတယောက်အနမ်းမှာရှိတယ်အဲ့ဒါအဖိုးကြီးမမြင်လို့တဲ့ထိုင်းပြီးတော့ငိုနေကြအသက်60ကျော်နေပြီ80ကျော်နေကြပြီမမြင်ရရင်ငိုတော့မှရှိသေးတယ် အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီဥပါဒဏ်နဲ့ခန္ဓာ၅ပါးအနတ်မှကပ်ပြီးတော့သွားနေတယ်ကပ်ပြီးတော့ရက်နေတယ်ကပ်ပြီးတော့ထိုင်နေတယ်ကပ်ပြီးတော့အိပ်နေတယ်အဲ့ဒါနဲ့နည်းနည်းခွဲလိုက်ရပြီဆိုရင်ခွဲနိုင်တဲ့သွားရှိတာမရှိကြဘူးဒါကြောင့်မြတ်စွာဘုရားကဘာဟောလဲဒါကြောင့်သင်္ချေသားတို့သင်္ချေသမီးတို့တစ်ခွေဟာမကြာခဏမိမိတို့ရဲ့စိတ်ကိုဆင်ញင်ပေးပါဘယ်လိုဆင်ញင်ရမလဲ နေဉ္ဇသန္တရာရှင်မြတ်စွာတော်အချိန်ကာကာလတို့ဘာလို့ငါတို့ရဲ့စိတ်ဒီဂာဂကြောင့်မြင်နှံနေရတယ်ဒေါသကြောင့်မြင်နှံနေရတယ်မောဟကြောင့်မြင်နှံနေရတယ်လို့ဒီလိုမကြခဏသင်ခြင်းပေးပါဘာဖြစ်လို့လဲစိတ်ဓာတ်တွေမြင်နှံရင်တရားတွေမြင်နှံကြရတယ်ပင်မကြရတယ်သင်ခြင်းကြရတယ်စိတ်ဓာတ်တွေဖြိုးစင်တန်ရှင်းလာပြီဆိုရင်လည်းတရားတွေသင်ကျန်ရှင်းသွားတယ် ပြီးတော့စိတ်ဓာတ်စင်ကြယ်တန်ရှင်းအောင်ပဲလည်းလုပ်ရမယ်ဆိုတော့ပြီးတော့မှပြောပါပါပြီးတော့စိတ်ဓာတ်ကြီးညင်နှောရင်တရားရင်ညင်နှောရတဲ့ပုံစံတွေကိုတော့ခံများများလေးပြောဖို့ခွင့်ကြီးရွယ်ထားပါတယ်။ဘာဖြစ်လို့ဒီစိတ်ဓာတ်ကြီးညင်နှောရင်တရားရင်ညင်နှောရကြလဲခုနကဥပမာကြည့်ပေါ့အဝိဇ္ဇာညောရဏတရားကပိတ်ဖုံးထားတယ်အမှန်မသိအတိမှနေအတိမှနေတဲ့တရားတွေဟာတွေ့တာဇာရှင်တွေ့တာမဟုတ် မိမိနှစ်သက်ခွဲရအယုံနေနဲ့တော့ပြီးတွေ့ခဲ့ရင်တွေ့တာမှုတွေဖြစ်လာမနှစ်သက်ခွဲရအယုံနေနဲ့တွေ့ခဲ့ရင်လည်းဒေါသတွေဖြစ်တော့အာယောနိတော့မနတိကာရကိုအခြေခံနေတဲ့အတိမမှုအဝိဇ္ဇာကိုအခြေခံနေတဲ့အာယုံနေကိုနိမန်လမ်းမှာနှလုံးမသွင်းတတ်ဘူးအာယုတခုနဲ့ကြုံကြိုက်လိုက်တဲ့အချိန်ခါမှာဒီအာယုံနေဟံကိုယုတ္တရာအစုဘုံပဲနန္တရာအစုဘုံပဲအကြောင်းတရားအစုဘုံပဲအကျိုးတရားအစုဘုံပဲအနေဆတရားအစုဘုံပဲ ဒုက္ခတရားအစုပုံပဲအနတ္တတရားအစုပုံပဲလို့ဒီလိုနှလုံးမသွင်းတတ်အဲ့ဒီလိုနှလုံးသွင်းတတ်ခဲ့မယ်ဆိုရင်တော့ယောနီတော်မနတိကာရလို့ခေါ်ပါတယ်မိမှန်လမ်းမှန်နှလုံးသွင်းခြင်းပဲအဲ့ဒီလိုယောနီတော်မနတိကာရကိုရှင်းသောမပြုတ်မိပဲဒါပဲတမိပဲယောက်ျားပဲမိမပဲပုဂ္ဂိုလ်တ attva လူနာမြမပဲလို့ဒီလိုနှလုံးသွင်းမိမယ်ဆိုရင်တော့ဒီနှလုံးသွင်းမှုကမာနီတာ မာနေတဲ့ဒီအတိမှမှုရှိနေလို့ရှိရင်အယောနိတော်မရတိကာရရှိနေခဲ့မယ်ဆိုရင် အကုတ္တတရားတွေဒီနောက်ကနေဇက်တိုက်ဖြစ်ပေါ်လာတတ်ပါတယ်။အယောနိတော်မရတိကာရကအခြေခံအကြောင်းရင်းဖြစ်နေ။အဲဒီတော့ဒီအယောနိတော်မရတိကာရအကုတ္တတရားတို့ရဲ့အခြေခံအကြောင်းရင်းဖြစ်တဲ့ဒီအယောနိတော်မရတိကာရကဘာကြောင့်ဖြစ်တယ်လဲလို့ပြန်ပြောင်းပြီးဆက်စစ်ကြည့်လိုက်တော့လေအဝိဇ္ဇာနိရဏတရားကပိတ်ဖုံးခံရတာကအကြောင်းတစ်ခု။တဏှာတိဟူသောတန်ရုံးစဉ်ကြောင့်ဖြစ်ရစ်ပါနှောင်းဖွဲ့ခံရတာကအကြောင်းတစ်ခု။ အဲ့ဒီအကြောင်းနဲ့ရရှိလိုက်တယ်ဒီသဘာဝကြီးရဲ့တန်တမလည်းပဲမှာဘာဆွဲထားတယ်တောင်ကြီးတစ်ခုဆွဲထားအဲ့ဒီတောက်ကိုတက္ကရာဒိဋ္ဌိလို့ဒီလိုသတ်မှတ်ထားတယ်တက္ကရာဒိဋ္ဌိဆိုတာကဒီထင်ရှားရှိနေတဲ့တန်တော့ကာယောတက္ကရောအဲ့ထင်ရှားရှိနေတဲ့ဥပါဒဏ်ရဲ့ခန္ဓာ၅ပါးကိုတက္ကရာလို့ခေါ်တယ်အဲ့ဒီတက္ကရာအမြင်ရနေတဲ့ဥပါဒဏ်ရဲ့ခန္ဓာ၅ပါးအပေါ်၌ခံယူချက်မှားနေတဲ့ဒိဋ္ဌိတရားကိုတက္ကရာဒိဋ္ဌိလို့ခေါ်ပါတယ် အဲ့တော့ဒီသံဃာယဒိဋ္ဌိဆိုတဲ့တောင်ကြီးကလက်ဖက်မှာဆွတ်ထားတယ်ဆိုတာကဘာပြောတာလဲ။ဟိုနန်းကတ်လိုက်လဲငါပဲ။ငါရဲ့အတ္တပဲ။ဒီနန်းကတ်လိုက်တော့လဲငါရဲ့အတ္တပဲ။ဟိုယုံနာအနန်ကတ်လိုက်လဲငါရဲ့အတ္တပဲ။ဒီယုံနာအနန်ကတ်လိုက်လဲငါရဲ့အတ္တပဲ။အတ္တဆိုတာကယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်ပဲတ attva ပဲလူပဲနတ်ပဲဇမပဲစသည်ဖြင့်ဒီလိုခံယူချက်မှန်းနေတဲ့သဘော။အသက်ကောင်လေးပြာကဝိညာဉ်ကအတ္တကောင်စသည်ဖြင့်ခံယူချက်မှန်းနေတဲ့သဘောပဲ။ အဲ့ဒီခိုင်ယုံချက်မှနေတဲ့မင်္ဂရဒိဋ္ဌိအတ္တကြီးက11မှာဆွဲထားတယ်ခொနကပြောခဲ့တဲ့အတိုင်းပဲဒီယောက်ျားကညီယောက်ျားမဟုတ်ပါဘူးလို့ပြောရင်လက်ခံမှာမလားလက်မခံလက်မခံတဲ့ပုဂ္ဂိုလ်11မှာဘာဆွဲထားလဲတောင်ကြီးဆွဲထားတယ်ဒီဒကမာကြီးကမင်းဒကမာကြီးမဟုတ်ပါဘူးဒကာကြီးရဲ့ဒကမာကြီးမဟုတ်ပါဘူးလို့ပြောရင်ကောသူလက်ခံမလားလက်မခံဘာဖြစ်လို့လဲမင်္ဂရဒိဋ္ဌိလို့ခေါ်ဆိုအပ်တဲ့တောင်ကြီးတစ်ခုက11မှာဆွဲထားတယ်ဆွဲပြီးတော့တဏှာတိဟူသောတန်ရုံစဉ်ကျိုးက အမတန်ခိုင်ကအောင်ခြိထားတယ်ဘယ်မှာခြိထားလဲခန္ဓာ၅ပါးဆိုတဲ့တော့မဟုတ်ခန္ဓာ၅ပါးဆိုတဲ့တိုင်းတိုင်းမှာခြိထားခြိထားခံရတဲ့ဒီတရားတွေဟာသွားရင်လည်းဒီခန္ဓာ၅ပါးနားကပ်ပြီးတော့သွားတယ်ရရင်လည်းဒီခန္ဓာ၅ပါးနားမှာပဲကပ်ပြီးတော့ရတယ်ထိုင်ရင်လည်းဒီခန္ဓာ၅ပါးနားမှာပဲကပ်ပြီးတော့ထိုင်တယ်အိတ်တော်လည်းဒီခန္ဓာ၅ပါးနားမှာပဲကပ်ပြီးတော့အိတ်နေတယ်ယုံလို့တဲ့ဆန္ဒတက်ပြင်းပြပြရှိသလား မရှိကြဘူးဒီတော့အဲ့ဒီလိုခန္ဓာငါးပါးနဲ့မှကပ်ပြီးတော့သွားနေတဲ့ရက်နေတဲ့ထိုင်နေတဲ့အိပ်နေတဲ့ပုဂ္ဂိုလ်လက်ဘဲမှလည်းတောင်ကြီးဆွဲထားတယ်တဏှာဤဟူသောတန်ရောစဉ်ကျိုးကလည်းရစ်ပတ်ပြီးနှောက်ဖွဲ့ထားတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာဘာနဲ့တူလဲခုနကဥပမာပေးတဲ့တိုင်ငုတ်တိုင်မှာခိုင်ခန့်တဲ့ကျိုးတစ်ချောင်းဖြင့်လက်ဘဲမှတောင်ဆွဲပြီးတော့ခွေးတစ်ကောင်ကိုချီထားတယ်နဲ့ပိတ်ပြီးတော့တူတယ်လို့ဒီလိုမြတ်စွာဘုရားကဥပမာပေးထားတယ် အဲ့ဒီစီရင်နေမှာခုတရားနာနေတဲ့ပြိဿတ်တွေပါဒရမပါဘူးလားမပါကြပါဘူးနဲ့သူတွေမပါအောင်ကြိုးစားဖို့ကမကောင်းဘူးလားပါနေခဲ့သိကောင်းနေအဲ့ဒီလည်းမဲမှာတောက်ဆွဲပြီးတော့တိုင်းတိုင်းမှာအချီခံနေရတဲ့ဘဝတွေကဘယ်လောက်များခဲ့လဲသိပြီးတော့များတယ်တက်ကြောင့်မြတ်စွာဘုရားကတရားအစမှာအဝိဇ္ဇာနိဝရဏတရားပိန်ဖုံးပြီးတော့တဏှာတိဟုသောနာယောကျင်ကျုပ်ပြီးရပ်ပတ်နှောင်းဖွဲ့ထားခံရတယ် လက်ကရဒိဋ္ဌိဆိုတဲ့တောက်ကြည့်တဲ့လည်းပဲအဆွဲခံထားရတဲ့ဒီတစ်ပါးတည်းရဲ့မန္တရာခရင်ကိုပြန်ပြောင်းပြီးစမ်းစစ်ကြည့်လိုက်တော့ဉာဏ်ဖြင့်အစဉ်လျောက်ရဲ့လှမ်းပြီးကြည့်တယ်လို့ကြည့်မယ်ဆိုရင်ဆုံးနိုင်လားမဆုံးနိုင်ဘူးသိရှိတယ်သိရှိတဲ့အတွက်ဒီအဝိဇ္ဇာနိဝရဏကို မပယ်ဖြတ်နိုင်ဘူးဆိုရင်တဏှာတိဟုသောတန်ရောစဉ်ကျုပ်ကိုလည်းမပယ်ဖြတ်နိုင်ဘူးဆိုရင်သက္ကရာဒိဋ္ဌိဆိုတဲ့တောက်ကြည့်ကိုလည်းဆွဲပြီးတော့ဖြုတ်မချနိုင်ဘူးဆိုရင်နောက်ထပ်သန္တရာကြီးကလည်းမရှိနိုင်ဘူးလားရှိနိုင်တယ် ရှင်နိုင်တဲ့အခါမှာဒီတန်ត្រာရှိသည်ဒီအဝိဇ္ဇာတဏှာသက္ကယဒိဋ္ဌိခေါ်ဆိုအပ်တဲ့ဒီအကုသိုလ်တရားတွေရဲ့သွားဟုန်ကတိတ်ပြီးအကောင်းလာလို့ရှင်သို့တန်ត្រာရှိသည်ကောင်းတဲ့တန်ត្រာရှိဖြစ်ခဲ့အဘယ်လေးပါးဆိုတဲ့တန်ត្រာရှိကတာမိမိကိုရှိကြနေမှာဖြစ်အဲဒီလိုရှိကြမှာဖြစ်တဲ့အတွက်ဒီလိုအပေဘေးဆိုကြီးမှလွတ်အောင်ကျော့အောင်ဘုဘေဆိုကြီးမှလွတ်အောင်ကျော့အောင် နာဘိဇုတိမှလွတ်အောင်ကြွအောင်ဒေဘိဇုတိမှလွတ်အောင်ကြွအောင်ယုံကံထွက်ဖို့ရန်အတက်ရည်ရွယ်ပြီးတော့မြတ်စွာဘုရားကဘာဆုံးမနေလဲစိတ်တတ်ညင်းနှံခဲ့ရင်သရဝရင်ညင်းနှံကြတယ်စိတ်တတ်ဖြူစင်တန်ရှင်းခဲ့မယ်ဆိုရင်သရဝရင်ဖြူစင်တန်ရှင်းပြီးတော့လာကြရတယ်တကြောင့်ငါတို့ရဲ့စိတ်ဒီနေ့ညင်းသာသနာရှင်မြေဇောတော်ချင်းကာကလတို့ဘာလို့ဒါကကြောင့်ညင်းနှံနေရတယ်ဒေါသကြောင့်ညင်းနှံနေရတယ်မောဟကြောင့်ညင်းနှံနေရတယ်လို့ ဤလိုမကြခဏမိမိတို့ရဲ့စိတ်ကိုဆင်ခြင်တုံးတက်ပေးပါမြတ်စွာဘုရားတိုက်တွန်းထား